ရန်ကုန်မှာရွှေဆိုင်တပြားတိုက်လူရဲမှုတွေအဖြစ်များလာတာကြောင့်မြို့လေကောင်ကရွှေဆိုင်တွေမှာအကာရုံတွေပြုလုပ်လာတဲ့အပြင်လုံခြုံရေးအင်အားလေးတိုးမြှင့်ထားကြရတယ်လို့ရွှေဆိုင်တွေထံကသိရပါတယ်ရန်ကုန်မြို့လေကောင်ကရွှေဆိုင်ရဲ့လုံခြုံရေးဝန်ထမ်းတွေဟာလေခုခံကာကွယ်နိုင်တဲ့ပစ္စည်းတွေစောင့်ထားရပြီးရွှေဆိုင်ဝပောက်တွေမှာလေအကာအယွန်းတွေပြုလုပ်လာကြတယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါတယ်။ တို့စိုက်တိုင်းမိဘကျောဖြစ်ပြီးထားရတာပေါ့နော်ပြီးတော့သိသိလိုက်တဲ့ကျောဆောင်းလာတာပေါ့ပြီးရင်ဒီ message ကျတဲ့ပြီးတော့ကျောဆောင်းလာတာပေါ့ဖြစ်ချင်တော့ပြောရလို့ရှိရင်ဒီကျွန်တော်ဒီဆိုင်ပတ်သက်လေဆိုင်ကတော့ security ရှိတယ်သူ့ဆိုင်လည်းမရှိဘူးမရှိတဲ့ခါကျတော့တကိုးရီကအာဒီထဲ security မရှိဘူးလေဒီသူ့ဆိုင်ကိုလည်းလုပ်သွားတာအဲ့မှာပြင်မှတ်ထားပြီးဖြစ်တယ်ပေါ့သူတို့ကလည်းလိမ့်လာကြတယ်ဘာလို့လဲအင်းကြီးကတော့ကျွန်တော်ဒီထဲမရှိဘူးသူ့ဆိုင်ရှိတဲ့ကြာကြာလေးကိုလည်းအတူသွားတယ်ဒါတွေကကျွန်တော်ပုံသိလာတာပေါ့နော် အဲ့လိုမျိုးနေလာပြီးတော့သူစောင့်ကြည့်ပြီးမှသွားရပါတော့ဆက်ဆက်ရေးဆက်ကြည့်နေရအောင်အဲ့လိုမျိုးထားကြတိုင်ကြည့်ကြည့်တဲ့ဆက်ကြည့်ပို့ထားရကြအဲညောင်ကြီးကတော့တိုင်နဲ့ကြည့်တော့တရားတိုင်နဲ့ကြည့်တော့နှစ်ယောက်တော့ကျွန်တော်ထားရပါတယ်ဒီထဲမှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရန်ကုန်မြို့ဗဘဲတဲမြို့နယ်မှာဖွင့်လှစ်ထားတဲ့တိတ်ရှိန်ရွှေဆိုင်တပြတိုက်ခံခဲ့ရပါတယ်ဒါပြင်အခုနှစ်ဇန်နဝါရီလတုန်းကလည်းဗဘဲတမ်းမြို့နယ်လမ်း30အလဲဘလောက်မှာရှိတဲ့ရွှေဆိုင်တဆိုင်တဲကိုမြို့သား300ဝင်ရောက်တပြားတိုက်ခဲ့ပါသေးတယ် စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေကရွှေဆိုင်တွေမကြခဏတပြားတိုက်လူရဲခံနေရတဲ့အတွက်ရွှေဆိုင်တချို့ဟာလုံခြုံရေးအရာစိုင်းတဲ့ဝယ်သူဝင်ရောက်မှုကိုကန့်သက်စစ်စစ်သွားဖို့လှုပ်ဆောင်နေရတွေလည်းရှိတယ်လို့သိရပါတယ်အရင်တုန်းကတော့မြို့တွင်းနဲ့အလံဝေးတဲ့မြို့နယ်တွေရဲ့နောက်ပြီးတော့လူစုလူမိုက်တွေနည်းနည်းများတဲ့မြို့နယ်တွေရဲ့ရွှေတိုင်တွေဆိုလို့ရှိရင်ဆိုင်းအယောင်ကောင်တာကိုကျွန်တော်တို့တန်ပန်းနေအေး ာပြီးတော့ရောင်းကြတယ်ဗောလေမြို့တွေကဆိုင်နေမှာတော့အဲ့ဒီတော့ကအဲ့လိုမျိုးတိတ်မရှိဘူးအဲဒါပေမဲ့အခုနောက်ပိုင်းကျတော့အကုန်လုံးအဲ့လိုမျိုးလုတ်ပြီးရောင်းလာရမယ့်အနေအထားတွေဖြစ်လာတယ်ဆိုင်ကိုတော့ပိတ်ပြီးတော့မှဒီလူအဝင်ထွက်ဆိုရင်လည်းအဲ၃ယောက်လာရဆိုလို့ရှိရင်၁ယောက်ပဲပြေးဝင်ပြီးတော့၂ယောက်ကိုအပြင်မှာခဏဆောင်ခိုင်းထားတာမျိုးဗောနော်ယောက်ျားလေးပဲ၃ယောက်ဆိုလို့ရှိရင်ကျွန်တော်တို့၁ယောက်ပဲပြေးဝင်တာမျိုးအဲနောက်ပြီးယောက်ျားလေး၁ယောက်မိန်းကလေး၁ယောက်ဆိုလို့ရှိရင်၂ယောက်လုံးပြေးဝင်လို့ရတယ်အဲအဲ့ဒီထက်ပိုပြီးတော့ကျွန်တော်တို့မဝင်ခိုင်းတော့ဘူးအဲအဲ့လိုမျိုးတွေဖြစ်လာတဲ့အခါကျတော့နောက်ပိုင်းကျတော့ကျွန်တော် တို့ကအလုပ်ကြီးတစ်ခုလို့အလုပ်တစ်ခုလို့ဖြစ်လာတာပေါ့အဲ့ဒါကြီးကနောက်ပြီး customer တွေလည်းကျွန်တော်တို့ကနားလည်အောင်ရှင်းပြရတဲ့အခြေအနေတွေရှိတာပေါ့တက်အာနာသိမ်းပြီးနောက်ခိုးမှုလူရက်မှုနဲ့တပြားမှုတွေဟာနေရာအနှံ့ပုံမှုဖြစ်ပွားလာခဲ့ပြီးမြို့ပေါ်နေပြည်သူတွေဟာလည်းလုံခြုံရေးအတွက်အစိုးရနေကြရတယ်လို့ဆိုပါတယ် လူနေအိမ်တွေရဲ့အနုကျန်းစီးမှုတွေအပြင်ဘတ်စကားဘောလမ်းမပေါ်တွေမှာပါနေညအချိန်မီ လူရဲ့တက်ဖြတ်မှုတွေပုံမှုဆိုးရွားလာတဲ့အပြင်စစ်တပ်အာဏာသိမ်းပြီးနောက်၃နှစ်ကျော်ကာလအတွင်းနိုင်ငံတော်ကရွှေဆိုင်ပေါင်း50ထက်မနည်းတပြားတိုက်ခတ်ခဲ့ရတယ်လို့သိရပါတယ်ရန်ကုန်မြို့မှာတော့စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ကစလို့ဒီကနေ့အချိန်ထိရွှေဆိုင်ပေါင်း20ထက်မနည်းတပြားတိုက်ခတ်ခဲ့ရတယ်လို့သိရပါတယ်